တဲဆူငင်းလုံးအိုဝါရီမလုပ်ဖဲရိုးရဝတ်ဆောင်လေးနဲ့ထိုင်းတွေကိုအံ့ဩသွားအောင်လုပ်ပြနိုင်ခဲ့သူ JK Sophia ပြည်သူများလုံးပဲမင်္ဂလာပါရှင် JK Sophia ကဒီနေ့ National Costume ပြိုင်ပွဲမှာဘလို့ဝတ်ဆောင်တဲ့ပွဲထွက်လာမလဲဆိုတာအလုံးကစောင့်ကြည့်နေကြပါတယ်တဲဆူငင်းရဲ့လွန်ခဲ့တဲ့နှစ်ကပန်ထရာဘယင်မဝတ်ဆောင်ကလူကြိုက်အများဆုံးဝတ်ဆောင်ဖြစ်ခဲ့လို့ဒီဝတ်ဆောင်ကိုဘသူမှမမေ့နိုင်ဘူးလို့ထင်ခဲ့ကြတာပါဒါပေမဲ့ဒီနေ့မှာတော့ JK ကကုန်ရှမ်းမဟာဒေဝီဝတ်ဆောင်နဲ့ရှင်ပြိုင်ပြီး ရိုးရိုးလေးနဲ့လှနေတာကြောင့်သဘောကျသူတွေကပုံများနေပါတယ်။ဝက်ဆောင်ရဲ့နာမည်ကတော့ကင်မရာတိုင်းမဟာဒေဝီဝက်ဆောင်ဖြစ်ပါတယ်။ကျိုင်းတုံရှမ်းလူမျိုးရဲ့တော်ဝင်အဆောင်ရောင်ကိုလည်းကဘာကိုပြသကျနာဖြစ်ပြီး JK ကလည်းတေချာဝက်ဆင်ပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်မှာတဲဆူငင်းပန်ထရာဘီယံမှဝက်ဆောင်နဲ့ရှင်ပြိုင်ခဲ့ပြီးသူရဲ့ဝက်ဆောင်က အားလုံးထဲမှာထူချနေခဲ့ပါတယ်။ပန်ထရာဘီယံမှာဆစ်ထွက်တဲ့ပုံစံဖြစ်အောင်လှဲနဲ့မြင်းကိုပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့ဆင်မောင်မှာလှဲနဲ့မြင်းကိုတင်ခွင့်မရခဲ့တာကြောင့် ရှင်ပြိုင်နေရင်လည်းမျိုးလုံးတွေမှာမီဝင်တောင်းနေခဲ့ပါတယ်။ပန်ထရာဘီယံဝင်ပို့တာလားဒါမှမဟုတ်အပေါ်တွေပဲလှုပ်တလားလို့မသိကြပါမိလေတဲဆူငင်းကိုပန်ထရာဘီယံမှာဝတ်ဆုံနေမြင်ရသူတွေကကြက်သိမ်းထားသွားခဲ့ပါတယ်တဲဆူငင်းကဒီဝတ်ဆုံနေအကောင်ဆုံးရှင်ပြိုင်ပြီးစူကိုလည်းမျောလင့်ထားခဲ့ပါတယ်တင်းလေးရအကုန်ကြခံထားပြီးမြင်အဲဒီဝတ်ဆုံကလည်းစူမရသွားခဲ့ပါဘူးဒီနေ့မှာတော့ JK ကရိုးရအမွေအနှစ်ကိုဖော်ထုတ်တဲ့အနေနဲ့ဂုံရှမ်းရိုးရဝတ်ဆုံကိုဝတ်ဆင်ပြီးတည်တည်ငြိမ်ငြိမ်ရှင်ပြိုင်သွားပါတယ် လက်ချေယွန်ပြည်တော်လေးထဲမှာရှမ်းပြည်နယ်ရဲ့အထင်ကရပန်းဖြစ်တဲ့ Cherry ပန်းကိုထည့်ပြီးရိုးရအလှကိုဖော်ပြနိုင်ခဲ့ပါတယ်။သူဝတ်ဆောင်ကိုရိုးရဲဆိုပြီးပြောကြပြီးမယ်လေ။တကယ်တော့နိုင်ပေါင်း2000ကျော်အချိန်ပေးပြီးပြင်ဆင်ထားရတဲ့ဝတ်ဆောင်ဖြစ်ပါတယ်။ဒီဝတ်ဆောင်ကရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့ကုန်ရှမ်းစော်ဝါရီရဲ့မဟာဒေဝီဝတ်ဆောင်ပါ။ကုန်ရှမ်းလူမျိုးတွေကမြန်မာနိုင်ငံကတိုင်းရင်းသား135မြို့မှာပါဝင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာအများဆုံးနေထိုင်ကြပါတယ်။ ဒီဝယ်ဆောင်ကိုထိုင်းဝယ်ဆောင်နဲ့မှာကြတာကြောင့်ဂုံရှန်ယိုရဆစ်ဆစ်ဖြစ်ကြောင်းပြသလိုက်တာပါယိုစင်နယ်ဆိုပြီးဝေဖန်ကြပြီးမယ်လဲရှေးခက်ကအစော်ဝါရီရဲ့ချမ်းသာကြွားမှုကိုပြသဖို့ဖြစ်ပါတယ်ရှေးခက်တုံးကလေးကဂုံရှန်လူမျိုးတွေရဲ့အင်ဂျင်မှုကကြီးမားခဲ့ပြီးရွှေချီတို့ငွေချီတို့ဝယ်ဆောင်တွေလည်းဝယ်ဆင်ခဲ့ကြပါတယ်ဒီလိုယင်ဂျင်မှုကိုကမ္ဘာကိုပြသနိုင်မှုအတွက် GG ကဒီဝယ်ဆောင်ကိုတမင်ရွေးချယ်ထားတာပါစင်မမဝယ်ဆောင်အကြီးကြီးတွေကိုဝယ်ပြမှ National costume ဖြစ်တာမဟုတ်ပဲ ဒီလိုရိုးရာဝတ်စုံနဲ့လဲရှင်ပြိုင်လို့ရအောင်ပြသတာဖြစ်ပါတယ်။အထူးကြဆုံးကတော့ JK ရဲ့စတုံးပုံစံဖြစ်ပြီးရှေးဟန်အတိုင်းပြင်ဆင်ထားတာကဆွဲဆောင်မှုရှိနေပါတယ်။ငွေသားအစစ်နဲ့ဖန်တီးပြုလုပ်တဲ့ငွေစက်အုပ်ဇတုရိုးရာငွေတဲ့ရှေးခေတ်ဇတုကိုပန်းစင်ထားလို့တခုချင်းစီကိုအသေးစိတ်ပြင်ဆင်ထားတာပါ။တိုင်းရင်သားရိုးရာဝတ်စုံတွေကိုတံမိုးထားဝတ်ဆင်ဖို့နဲ့ဂုံရှမ်းလူမျိုးတွေကိုအမေခံမဖြစ်အောင်ပြန်လဲဖော်ထုတ်ခဲ့တာပါ။ ဂျေကေကကုံရှမ်းရိုးရအဝတ်စုံကိုဒီလိုပွဲမှာဝတ်ဆင်ပြလိုက်လို့ထိုင်းတွေလည်းအံ့ဩနေကြပြီးထိုင်းဝတ်စုံမဟုတ်မှန်းလည်းတည်သွားကြပါပြီ။တနခါနဲ့တကြံကိုထိုင်းနိုင်ငံရဲ့အင်ဂျင်မှုအဖြစ်ထည့်သွင်းနေခြင်းကြတဲ့အချိန်မှာဂျေကေကဝတ်စုံကိုထိန်သိမ်းပြလိုက်တာပါ။တဲဆူငိမ့်နဲ့မတူတဲ့ဝတ်စုံဖြစ်ပေမဲ့လေဂျေကေရဲ့ကုံရှမ်းဝတ်စုံကလည်းတမျိုးလှပနေပါဗျ။ရှမ်းကချင်မလေးဖြစ်တဲ့ဂျေကေကမြန်မာနိုင်ငံမှာရှင်ပြိုင်စင်တော့ကလည်းရှမ်းခေါက်ဆွဲလေးလေးကိုပြင်ဆင်ထားပြီးရှမ်းဝတ်စုံကိုပဲဝတ်ဆင်နေတာပါ။ အတိဘယ်ရီပြေဝနေတဲ့ JK ရဲ့ဝတ်ဆောင်လေးကိုသဘောကျရလားဆိုတာကို comment မှာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။